မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတစ်ပုတ်အနည်းနဲ့မြန်မာအရေးအာဆီယံအဖွဲ့ရဲ့စူပေါင်းဖြေရှာမှုအရေးပါလို့မလေးရှားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်နိုင်ငံရဲ့လက်တုံ့ပြန်စည်းကြက်ခွန်သတ်မှတ်မှုနဲ့မြန်မာအရေးပါဝင်ဒေသရင်းကိစ္စရပ်တွေဖြေရှင်းရမှာအာဆီယံအဖွဲ့ရဲ့စူပေါင်းဖြေရှာခြင်းအရေးပါမှုကိုမလေးရှားနိုင်ငံကအလေးထားခဲ့တယ်လို့ဝန်ကြီးချုပ်အန်ဝါဣဘရာဟင်ကပြောပါရယ်မီလာဒီယက်ကအင်ဒိုနီးရှားသမ္မတပရာဘိုဝိုစူဘီယန်တိုဘရူနိုင်းဘရင်ဟက်ဆန်နဲ့ပူဂီယ ရာလာဝင်ကြီးချုပ်စွန်စင်စီဖန်တုံလုံးနဲ့ဖုံးပြောဆောင်မှုအတွင်းအာဆီယံဒေတာဘုံအကျိုးစီးပွားထိခိုက်စေတဲ့ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ရလို့ဆိုပါတယ်။အဖွဲ့ဝင်နိုင်ငံအလုံးကိုစားဆေးဆက်ညှိနှိုင်းမှုတွေပြုလုပ်ရမှာအာဆီယံဒေတာရဲ့စူပေါင်းတန်တွေကိုမလေးရှားနိုင်ငံကထုတ်ဖော်ပြောဆိုခဲ့ပါတယ်လို့၎င်းကဆက်ပြောပါတယ်။ ူညီရည်တည်ချက်မြင့်တင်ဖို့နဲ့ဒေသရင်ရှိရှိအကျိုးစီးပွားကိုကာကွယ်မဲ့စည်းလုံးမှုစိတ်ဓာတ်ကိုညီညွတ်စွာပြုမှုလှုံ့ဆော်ဖို့အာဆီယံအဖွဲ့ကလိုအပ်တယ်လို့အန်ဝါကထောက်ပြပါရယ်မကြသေးမီကဘန်ကောက်မြို့မှာစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းတို့နဲ့တွေ့ဆုံခဲ့တာကိုလည်း၎င်းကရှင်းပြပါရယ်မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့အာဆီယံဒေသငြိမ်းချမ်းရေးအတွက်အပြုသဘောဆောင်နဲ့တွေ့ဆုံဆွေးနွေးမှုမြင့်တင်မဲ့မလေးရှားနိုင်ငံဂျိုပန်မှုကိုဘရူနိုင်းလာအိုနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကထောက်ပံ့ခဲ့တယ်လို့သူကဆိုပါရယ် ဆက်လက်ပြီးလူအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေအပါအဝင်စစ်ရာဇဝမှုတွေကိုစစ်တပ်နဲ့ပြူပူပေါင်းကျူးလွန်ခဲ့မှုတွေကိုပြူခေါင်းဆောင်လှိုင်းမင်းထွက်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းညောင်လေးပင်မြို့နယ်စစ်ကောင်စီရဲ့ခမာယာ20ခမာယာ984တန်ရင်နဲ့ခလာယာ51တန်ရင်တို့ကပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့ကြောင်းအမတ်နစ်စစ်ဒေသကဖမ်းဆီးထားတဲ့ညောင်လေးပင်မြို့နယ်မှာပြူစောတိခေါင်းဆောင်လှိုင်းမင်းကထွက်ဆိုပါရယ်။ပြူစောတိခေါင်းဆောင်လှိုင်းမင်းက၎င်းရဲ့မိသားစုဝင်တွေအတူမွန်ပြည်နယ်စိုက်တုံမြို့နယ်ခင်မွန်ချောင်းကျင်းရွာစိုက်တီဟိုတောင်ကျေးရှိ ီကရက်ချောင်းရေတကွန်မှာရေကစားနေစဉ် AP 15ရက်မှာတွားရောက်ဖမ်းဆီးခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသစစ်စင်ရေးနေမြေတင်းအမှတ်29စစ်ဗျူဟာတာဝန်ခံကိုအီမင်းထွန်းကသတင်းဌာနကိုပြောပါရယ်ဖြူစောတီခေါင်းဆောင်လိုင်းမီရဲ့ထွက်ဆိုချက်ကိုအမှတ်29စစ်ဗျူဟာအမှတ်အမှတ်နှစ်စစ်ဒေသခွဲကမေလ၂ရက်မှာထုတ်ပြန်ခဲ့တာဖြစ်ပါရယ်2023မှာအခု2025ဖေဖော်ဝါရီလပိုင်းတင်ညောင်လေးပင်မြို့နယ်အတွင်းခမာယာ20ခလာယာ51နဲ့ခလာယာ984တိုင်ရင်အပြင်ခမာယာ349ခလာယာ350ခလာယာ 140နဲ့ခါမာယာရှိတရင်တို့ကလည်းဒေသခံများတပ်ဖြတ်ရာမှာပါဝင်ခဲ့တယ်လို့ပြူစောတိကောင်းဆောင်လှိုင်မင်းကဖွင့်ဟခဲ့ပါတယ်။ ၎င်းရဲ့ထွက်ဆိုချက်တွင်ရအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုမှာခမာယာ20တန်ရင်မှာဘူမူနေလင်းဘူကြီးကျော်စွာလင်းနဲ့ဘူကြီးစော်မျိုးတို့ပြင်ခလာယာ59တန်ရင်မှာဘူကြီးချစ်ကိုဝင်းတို့ကအဓိကကျူးလွန်ခဲ့ကြောင်းသိပေးပါရယ်တို့ဒူခလာယာ51တန်ရင်မှာဘူကြီးအမည်မသိနဲ့ခလာယာ984တန်ရင်မှာဒုတိယတန်ရင်မှုအမည်မသိတို့ကလည်းပြည်သူများတပ်ဖြတ်ဖို့နဲ့အလောင်းဖြောက်ဖို့အမိန့်ပေးခဲ့ကြောင်းထွက်ဆိုပါရယ်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတစ်ကြိမ်လင်းပြည်သူ9ဦးမှာကိုဦးတီရှိခဲ့ပြီးမိရှုပြီးတနက်နဲ့ပြတ်သက်ခြင်းပါကျူးလွန်ခဲ့ကြောင်းလှိုင်မင်းကပြောပါ တဲ့စစ်ကောင်စီတပ်တွေနဲ့ဒူးညောင်လေးပင်မြို့နယ်မှာပြူစောတိဖွဲ့ဝင်များဖြင့်၎င်းပါဝင်ကြော်ကြော်နေမိုးကြီးကလာကြီးငံအောင်မင်းသားကြီးကွန်ကီစိန်ထွန်းလှိုင်မင်းတန်တီဘိုက်ကလေးလှိုင်မင်းထွန်းစိန်ထွန်းကိုဆိုင်မင်းမော် ဦးမြင်းမြတ်အောင်ကျော်ဦးနိုင်လင်းစိုးငတ်ဖြိုးသွားခေါ်နေတိုးနဲ့ဝါလီတို့လည်းပါဝင်ပြီးကျော်သေးကပြည်သူစစ်ခေါင်းဆောင်လို့ဆိုပါတယ်ပစုံမြောင်းရွာမှာ29ရက်နီလာပိုင်း2023မှာခလာရ51နဲ့ထပ်တွေ့ရတယ်အဲ့ဒီမှာအိမ်တွေမှာရှင်းလင်းနေခါသူတို့မိသားစုတွေကဘဲမှသွားစရာမရှိလို့ဆိုပြီးပြောတယ်အဲ့ဒါကိုတလန်မှာဆိုပြီး51တက်ကဘူကြီးကအကုန်လုံးကိုလိုက်ဖမ်းပါတယ်တိုင်မှာကျိုးတုပ်ပြီးအိမ်ကိုမိရှုလိုက်ပါတယ်မိရှုလို့អော်တဲ့ချိန်မှာစုနေတာပဲဆိုပြီးသူတပည့်တွေကိုသွားပြစ်ခိုင်းတယ်မိရှုနေနေပဲတပ်ပြစ်ခိုင်းတယ်လို့လိုက်မင်းက ပြောပါတယ်အဆက်ပါတက်ဖြတ်ခံရမှုမှာတာအဖာ၃ဦးလို့ဖြစ်ပါတယ်ပဇွန်မြောင်ရွာစာတင်ကြောင်းမှာတွေ့ရှိရတဲ့30အရွယ်အမျိုးသားတအုပ်ကိုလည်းတမခွန်ခွန်လက်အောက်ကံခမာယာရှစ်တရင်မှာကရုံးမြီရှိစစ်သားကလယ်လီတပြက်ရာမှာ၎င်းကတပြက်ခံရသူရဲ့ဥကောင်ကိုကင်ပြရာကြောင်းလှိုင်းမင်းကထွက်ဆိုပါတယ်။ ဒါအပြင်2023ခုနှစ်မေလ12ရက်မှာရွှေလာကုန်းကျင်းရွာကိုရောက်တဲ့အခါအဆိုပါကျင်းရွာနီးရှင်ရေပြူကန်ကျင်းရွာမှာနိုင်အိမ်မှာ PDF နေအိမ်လို့ဆိုပြီးတရင်ဖို့ခဲ့ရမှာလေခါမာယာ20တရင်မှာလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်နိုင်အိမ်မှာပြည်သူ၃ဦးပွဲချင်းပြီးတင်ဆောင်ပြီးရှေ့ဦးထက်မှနဲ့ဒဏ်ရာရရှိခဲ့ကြောင်းအတည်ပြုပါရယ်2024ဇူလိုင်ကလည်းရေပြူကန်ကျင်းရွာကိုခါမာယာ984နဲ့အတူတာဝန်ကျခဲ့ပြီးကျင်းရွာတွင်ဝင်ရောက်စီးနှင်းမှုတွေပြုလုပ်ခဲ့ခါတင်ဆောင်သူအရေးအတွက်ကိုမတိရသေးဘူးလို့ဆိုပါရယ်ခါမာယာ980 စ်ဆက်လေးတက်ကိုစောင့်ရပါတယ်မိုင်းရှုတက်လို့ပြောတယ်ဒုတိယဘုံမူကြီးကလည်းပါတယ်စစ်ကြောင်းမုံလည်းပါတယ်သုံးပွင့်ဖုံလည်းတွေ့ရတယ်ကျွန်တော်တို့ကိုအရှင်ရှင်းခိုင်းနေကျွန်တော်တို့လည်းဝင်ရှင်းပြီးတယ်ရှင်းခိုင်းတဲ့အချိန်သူတို့လည်းဝင်ပစ်တာရွာသားတွေကိုထီကုန်နေနောက်ကနေကားနဲ့ဆွဲထုတ်သွားတယ် ဘဲကိုဘယ်လိုလုပ်တယ်ဆိုတာကိုတော့ကျွန်တော်မသိဘူးကျွန်တော်တို့ကရှေ့ကိုမဲနေတော့နောက်ကိုပြန်မသိနိုင်ဘူးတက်ကတော့စာတင်ကြောင်းပတ်မှာထိုင်ထားခဲ့ရတယ်လို့လှိုင်မင်းကပြောပါတယ်နောက်တစ်ရက်မှာရွာလုံးကျုပ်ခေါ်ထုတ်ပြီးပြည်သူတွေကိုခမာရ984တိုင်ရင်ကစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်နောက်နေ့မနက်၈နာရီကနေညနေလောက်ထိအင်းစင်းစစ်တာပေါ်ညနေခင်းထီအောင်မပြေးဘူးဈေးသွားရောင်းချတဲ့သူတွေလည်းရှိရင်အဲ့ဒီရွာကအယောင်ဝယ်သမားတွေများတယ်၄နာရီခွဲ9နာရီလောက်မှစိုင်းကဲနဲ့ပြန်လာတဲ့ရွာကနေပေါ်နေတို့ကနေပြီးတော့ခမားတို့ဒီအချိန်မှပြန်လာတာပါလို့လည်းပေါ်ဈေးရောက်ပြီးပြန်လာတာလို့ဖြစ် ကြတယ်ဒီအချိန်နဲ့ဒီအချိန်ဈေးရောင်းပြန်လာတာမဖြစ်နိုင်ဘူးဆိုပြီးခမည်းတော်အကုန်ဒူးထောက်ဆိုပြီးထောက်ခိုင်းထားတယ်အဲ့ဒီရွာမှာဒီလောက်ဖြစ်နေတာမသိဘူးလားဆိုပြီးမေးတယ်သူတို့လည်းသိပါတယ်ဖုန်းနဲ့ဆက်သွယ်ပြီးမေးလို့ဝင်လို့ရလားဆိုတော့ရပြီဆိုလို့သူတို့ဝင်လာခဲ့တာလို့ပြောတယ် မင်းတို့ကိုမယုံဘူးမင်းတို့က PDF ပဲဆိုပြီးနေတို့ကနေနေတို့ကကောက်ကွေ့ရွာတာအများအားဖြင့်တည်ကြတယ်တက်ကအဖွဲ့တွေလည်းတည်ရဲအဲ့ဒီ၉ရောင်လုံးပြစ်ခိုင်းလိုက်တယ်ပြစ်တက်လိုက်တယ်မတင်ကလို့ပြစ်တယ်လို့အထက်ကိုသတင်းပို့လိုက်ပါတယ်ခမာရ20ကိုတီဟိုချန်ပြီးမှရွာသားရီခေါ်ပြီးတူရပါတယ်ရွာရဲ့ထိမှာခွဲထွက်တဲ့လမ်းရှိပါတယ်အဲ့ဒီဘေးမှာအကုန်မြုပ်ပြီးရွာသားရီကိုနက်နက်တူခိုင်းပြီးမြုပ်ရပါတယ်ယောက်ျား6ယောက်မိန်းမ3ယောက်လို့ပြူစောတီကောင်းဆောင်ကထွက်ဆိုပါတယ်ဒါအပြင်လျှာလုံးနေတဲ့ရွာသား9ဦးကိုလည်းခမာရ984တိုင်ရင်က ပစ်တတ်ပြီး၎င်းတို့ကိုအလောင်းစုပြင်ခိုင်းခဲ့ကြောင်းထွက်ချက်ပေးပါတယ်။လင်းလုတ်ပြီးပြန်လာတဲ့ရွာသား9ဦးကိုပြစ်လိုက်တဲ့လှမ်းပစ်ပြီးတော့ဒုတိယတိုင်ရင်မှုကိုသူတို့ကခေါ်တဲ့မင်းတို့လုတ်ပြီးပြီပဲ။လုတ်ပြီးတဲ့အတိုင်းတခါတည်းဖြောက်ခက်လိုက်ဆိုပြီးတော့ပြောတယ်ကျွန်တော်တို့ကိုသွားခိုင်းပြီးသူတို့ကတယောက်လောက်ပဲလိုက်တယ်အဲ့ဒါတွေကိုကျွန်တော်တို့မြောင်းနဲ့ပြစ်ချလိုက်တယ်လို့လိုင်မင်းကပြောပါတယ်။ဒါအပြင်လက်ခုတ်ကန်နဲ့ရွှလာကုန်ကြီးရွာမှာပြည်သူ၉ဦးကိုလည်းခမာရ20ကစစ်ဆေးမှုပြုလုပ်မယ်လို့ဆိုပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၎င်းကပြောပါတယ်။ညောင်လေးပင်မြို့နယ်မှာ၎င်းရောက်ရှိခဲ့တဲ့ နေရတိုင်းကိုကြိုးစည်းပွားအတွက်ပြည်သူများထံမှငွေညစ်ခါအမျိုးသမီးများငွေပေးပြုပွားခဲ့တဲ့အပြင်စစ်မှုတန်းစုဆောင်ရမှာပေါ်တာဆွဲခဲ့တဲ့ရှေ့ကျိန်အနက်အမျိုးသား38ကိုရရှိခဲ့ကြောင်းလည်းလှိုင်မင်းကဆိုပါတယ်ပြည်သူတွေပေါ်ကျွန်တော်အပြစ်တွေအများကြီးကျွလွန်ခဲ့ပါတယ်အဲ့ဒီအတွက်ကိုလည်းကျွန်တော်ဒီအချိန်မှာနောက်နိုင်ရမိပါတယ်နောက်နိုင်ရမိရဲ့အတွက်လည်းပြည်သူတွေကပေးတဲ့ပြစ်ဒဏ်ကိုရှင်းရဲဝုန်းဝန်ခံယူပါမယ်လို့၎င်းကဝန်ခံပါတယ်ပြူစောတိကောင်းဆောင်လှိုင်မင်းနဲ့ဒူပြူဖွဲ့ဝင်တွေဖြစ်တဲ့မဲကြီးမင်းမော်ဦးလှိုင်မင်းရဲ့တာကြော်ကြော်ဦးတိန်ထင်းနဲ့လှိုင်မင်းရဲ့ဇနီးဖြစ်သူရမင်းတို့ကို ဖန်စီထားကြောင်းတောင်ပိုင်းစစ်ဒေသစစ်စင်ရေးနယ်မြေတင်အမှတ်29ရက်စစ်ဗျူဟာတာဝန်ခံကိုအေးမင်းထွန်းကပြောပါရယ် ၎င်းတို့ဖမ်းဆီးစဉ်စိုက်ထီဦးဖျားဖို့သွားတဲ့ပြည်သူတွေကို PDF တွေကဖမ်းဆီးသွားတယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ဥပဒေကြောင့်ရသူ့ကိုကျွန်တော်တို့ထိရောက်တဲ့ပြစ်ဒဏ်ရရှိအောင်ဆောင်ရွက်မယ်လို့၎င်းကသတင်းဌာနကိုပြောပါတယ်။နောက်ထပ်တပုတ်အနေနဲ့ပုံမမျိုးသိမ်းတိုက်ပွဲမှာစခက21ကိုအပိသက်သိမ်းပိုင်ရရှိဖို့နီးစပ်လာပြီးဖားကတ်ကာမိုင်လမ်းပိုင်မှာတိုက်ပွဲဆက်ဖြစ်နေပြီးအကြံဖက်စစ်တပ်အထိနာနေရကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ပုံမမျိုးသိမ်းတိုက်ပွဲမှာအကြံဖက်စစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းကြီးဖြစ်တဲ့စခက21ကိုအပိသက်သိမ်းပိုင်ရရှိဖို့နီးစပ်လာပြီးဖြစ်ကြ ောက်ကီယာရင်ရှိတဲ့တရင်ရင်မြစ်ကပြောပါရယ်ပမော်မြို့သိန်းတိုက်ပွဲမှာနေစဉ်တိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိကြောင်းစစ်တပ်ကလည်းနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေကိုလင်းရင်များဒရုန်းများနဲ့တိုက်ခိုက်နေကြောင်းတော်လိုင်းတပ်တွေကမြို့ရဲ့နေရာများစုကိုစီးနင်းမိထားတော့လဲစစ်တပ်ကဆက်လက်ခုခံနေဆဲဖြစ်ကြောင်းသိရပါရယ်ပမော်မြို့သိန်းတိုက်ပွဲကိုမနစ်ကဒီဇင်ဘာလကစတင်ခဲ့တာဖြစ်ပြီးအခု9လကြာမြင့်တဲ့အချိန်ထိတိုက်ပွဲများပြင်းထန်နေဆဲဖြစ်ကြောင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင်းပမော်မြို့ရဲ့နေရာများစုမှာမီးလောင်ပျက်စီးနေရှိကြောင်းသိရပါရယ်အလားတူကချင်ပြည်နယ် ဖားကန်မြို့နယ်လဝါကာမိုင်းဖားကန်လိုင်းဘက်မှာတိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီတပ်သားများအထိနာလျက်ရှိကြောင်း KYA စီရေးတရင်အရင်မြစ်တွေကပြောကြားခဲ့ပါတယ်။မနီကမေလာနှစ်ရက်ဖားကန်မြို့နယ်လဝါရွာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KYA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံမှုများပြားပြီးအဲ့ဒီနေ့မနက်7:00နာရီကမှတကြိမ်7:00နာရီကမှတကြိမ်၄ကြိမ်မှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စစ်တပ်စစ်ကြောင်းမှပြည်သူစစ်နဲ့ SNL တပ်ဖွဲ့များပူးပေါင်းပါဝင်နေပြီးအင်အား600ခန့်ရှိပြီး လဝါကမိုင်းဖားကတ်လိုင်းပန်းကို ထိုးဖောက်ဖို့လက်နက်ကြီးလေးကြောင်းဒရုန်းပစ်ကူများတစ်ဖြည်းဖြည်းခြိတက်နေတာဖြစ်ကြောင်းသိရပါတယ်။ မနေ့တုန်းကဆိုရင်လဝါရွာအနီးတစ်ဝိုက်မှာဖားကန်လန်ပိုင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီပြည်သူစီ SNE ပူပေါင်းစစ်ကြောင်းနဲ့ KIA PDF ပူပေါင်းတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေတယ်။မနေ့တုန်းကဆိုရင်လဝါရွာနားမှာသူတို့တိုင်ရင်မှာရှိနေတဲ့အချင်း KIA PDF တပ်ဖွဲ့က drone နဲ့တိုက်တာမှာအထိခိုက်များတယ်။သူတို့ဘက်ကအထိခိုက်များတော့မနေ့ကမနက်ပိုင်း7:00နာရီလောက်မှာတစ်ချိန်7:00နာရီလောက်မှာတစ်ချိန်လေကြောင်းတိုက်ခိုက်မှုနှစ်ခေါက်လုပ်သွားတယ်လို့ KIA စစ်သတင်းရင်းမြစ်တွေကပြောပါရတယ်။မနေ့ကမေလ2ရက်ညနေ3:00ခွဲကန်ကဖားကန်မြို့နဲ့ကန်ဆဲဘူးကုန်းကိုဘူးဟာမှုအသည့် ်ပို့ဆောင်ဖို့ရဟန်းရင်တစီဆက်သက်ခဲ့ပြီးအဲ့ဒီလိုစစ်သက်နိုင်ဖို့ဝင်ဟင်မှာဂျက်ဖိုင်တာတစီနဲ့ကင်းထောင်ပြောင်းဝဲခဲ့ကြအောင်ဖားကန့်တမကွန်ကို KIA KPDF တပ်ဖွဲ့တွေကပိတ်ဆို့ထားတဲ့အတွက်ရဟန်းရင်ဆက်သက်နိုင်ခြင်းမရှိကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်